you've been. In brightest day, in blackest night, no evil shall escape my sight. Let those who worship evil might beware my power! turn slight yeah stone x much of the way radar တို့နောက်ဆုံးအကြိမ် green lantern ကို live fashion ပေါ်မှာရုပ်ရှင်အနေနဲ့မမြင်ခဲ့ရတာကတော်တော်လေးကြာခဲ့ပြီဆိုတာကိုသတိထားမိကြမှာပါနောက်ဆုံးအနေနဲ့ green lantern အနေနဲ့ ryan reynolds ကတရုတ်ဆောင်ခဲ့ပြီးတော့အဲဒီရုပ်ရှင်ကိုလောက်ခဲ့မိတာတော့နောင်တရအကြောင်းကိုပြောတဲ့အသည့်ဆိုရွာခဲ့ပါတယ် ဆိုဒီနေ့ဗီဒီယိုမှာတော့မကြာခင်လာတော့မဲ့ James Gunn ကကော live fashion ပေါ်မှာ Green Lantern တွေကိုဘယ်လိုချက်ပြုတ်ပြသွားမလဲဆိုတော့ London Show First Look ရဲ့ show နဲ့ပတ်သက်တဲ့မြတ်တည်ထားဖို့လိုတဲ့မြတ်အားလုံးကိုရှင်းပြပေးတော့မှာမို့လို့စိတ်ဝင်စားကြအစဉ်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်တော့ပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြအစဉ်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. โอเคကြားထဲမှာဆိုရင် DCEU မှာလည်း Zack Snyder ကသူ့ရဲ့ John Stewart Green Lantern version ကို Snyder Cut ရဲ့ရုပ်ရှင်အစုံမှထည့်သွင်းခဲ့ဖို့အတွက်ရည်ရွယ်ခဲ့တယ်လို့သိရပါတယ် But Warner Brothers Company ကညှင်းပယ်ခဲ့တဲ့အတွက် Predator 2ကလည်း John Stewart က DASA ရဲ့ဝါးမှာပါခဲ့တဲ့ Judah Green Lantern တကောင်ကိုဒါမြင်ခဲ့ရခြင်းဖြစ်ပါတယ်ဒီတကောင်မှာတော့ James Gunn ရဲ့လက်ရာကတော်တော်လေးလမ်းတယ်လို့ပြောလို့ရပါတယ်သူက Lantern ဆိုပြီးတော့ Crime Trailer မူကင်းလူတက်မှုဇလံမျိုးနဲ့ဇလံတွဲ show တစ်ခုကိုစတင်ရိုက်နေပါပြီသူကိုယ်တိုင်ရှင်းပြတာအရ show ဒီစကြဝဠာကြီးတစ်ခုလုံးကိုထိခိုက်သွားစီမဲ့လို့ တက်မှုတစ်ခုကကဘာပေါ်မှာဖြစ်ပွားခဲ့တယ်။ဒါကိုစကြဝဠာကြီးတစ်ခုလုံးကိုစောင့်ရှောက်နေရတဲ့ Green Lantern ၂ယောက်ကစုံနောက်တွေအနေနဲ့အဖြေရှာဖော်ထုတ်ကြရမယ့်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ယူဒီ2026ခုနှစ်မှာထွက်လာမှာဖြစ်ပြီးတော့ရိုက်ကူးရေးနဲ့ First Look ကိုလည်းမကြသေးခင်ကမှ James Gunn ကိုယ်တိုင်ပဲချပြလာခဲ့ပါတယ်။ပုံမှန်မြင်ရတာကညဘက်မှာဆိုရင်ပုံမှန်ဇာတ်လမ်းအနေနဲ့ကွဲပြားသွားစီမဲ့အသက်ကြီးကြီး Hal Jordan နဲ့ဘယ်ဘက်မှာဆိုရင်တော့သူတို့ရေးထားပုံအရဆိုရင် London စပွဲကိုအသစ် join လာမဲ့ Rookie တယောက်ထက်မြက်ကြိုးစားမဲ့ John Stewart ဖြစ်ပါတယ်။ Normally Hal Jordan ကအသက်ငယ်ပြီးတော့အသားရည်လောက်နောက်ပြောင်နေတတ်တဲ့ခေ ေါင်းမာတဲ့ character မျိုးဖြစ်ပေမဲ့ဒီကပုံစံအရတော့ဘိုးတော်လည်းဖြစ်နေတော့ပို့ပြီးတော့ခေါင်းမာတဲ့ပုံစံမျိုးပို့ပြီးတော့ဘူကလန်နေလုံမဲ့နောက်ပြောင်မှုတွေထည့်ထားလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့ရောက်ကိုမမြင်ရခင်မှာပထမအဦးဆုံး Green Lantern တစ်မျိုးကိုလည်း Superman ရုပ်ရှင်မှာမြင်ရအောင်မှာဖြစ်ပါတယ် Superman trailer မှာမြင်ခဲ့ရတာကတော့ Guy Gardner ရဲ့ Green Lantern ဖြစ်ပြီးတော့ Kane နဲ့တင်အခု show တွေကနှစ်ကောင်နဲ့လုံးဝမတူဘူးဆိုတာကိုသတိထားမိကြမှာပါ and အဲဒီကောင်ကလည်းအခု Green Lantern နေနဲ့အတူတူမဟုတ်ပဲ Mr. Terrific Hawkeye တို့လို hero တွေနဲ့အတူအဖွဲ့အစည်းတစ်ခုအောက်မှာရှိနေမှာဖြစ်ပါတယ် Guy Gardner ရဲ့တရုပ်ဆောင်ကိုယ်တိုင်ပြောပြတာအရာလေ လည်းသူရဲ့ character ဒီ Jack တယောက်ဖြစ်တယ်လူကွာသာလူယုံမှာ Bookland ကောင်မျိုးဖြစ်တယ်ဆိုပြီးတော့သိရတယ်လို့အဲ့ဒီ Monster KG နဲ့သူ့ဘာသာ feed တဲ့နေကလေးကအဲ့ဒီကောင်ဘလူကောင်မျိုးလဲဆိုတာကိုတွေးကြည့်လို့ရပါတယ် But why ဒီလို London စင်းနဲ့လည်းမပေါင်းအကျင့်လည်းမကောင်းတဲ့ကောင်မျိုးကဘလို့လောက်ပြီးတော့ Green Lantern ဖြစ်နေရလဲဆိုတဲ့မေးခွန်းတွေထွက်လာကြမှာပါပထမဆုံးတစ်ချက်ကတော့ Green Lantern ဖြစ်ဖို့ကိုလက်စွပ်ကိုကောက်ဆွလိုက်အောင်လည်းမဖြစ်ပါဘူးအုပ်ချုပ်တဲ့ကြမ်းကြိမ်တစ္ဆာကိုဆိုရဲအဲ့ဒီတစ္ဆာအတိုင်းလဲစိတ်ထဲမှာရှိနေပြီးတော့လောကကြီးကိုကာကွယ်ပေးရပါတယ်အရေးကြီးဆုံးကတော့လက်စွပ်ကိုယ်တိုင်ကဝစ်စင်သူကိုရွေးချယ် ဲ့တာဖြစ်ပါတယ်။အဲဒီလက်စွပ်ကိုကဒီကောင်းကိုရွေးချယ်တာမှာတော့ Green Lantern တွေကလည်းဒီလိုကိနေကောင်မျိုးကိုအဖတ်တောင်သွားလုပ်ပြီးတော့စကားပြောမနေတော့ဘဲနဲ့ဒီတိုင်းထားလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။စုပ်ဆက်ပြောရမယ်ဆိုရင်အခုမှရိုက်ကူးရေးစတင်ချိန်ပဲရှိသေးတာမျိုးဖြစ်တဲ့အတွက်ထွက်လာတဲ့ပုံကလည်း Episode 1ကဖြစ်မယ်ဆိုပြီးတော့ယုံကြည်နေကြပါတယ်။ Green Lantern နှစ်ယောက်ကမျိုးတစ်ခုတည်းကိုဝင်လာနေကြပုံဖြစ်ပြီးတော့နမယ်ကြီးမူကင်းရှိုးရီတွေကအတိုင်းပဲရဲနှစ်ယောက်ပုံစံမျိုးဖန်တီးထားရဲဆိုတာမျိုးကိုတွေ့ရမှာပါ။ And remember guys ဒီ show ကိုထုတ်မှာက HBO ကပါ။အစဲစကားတွေတက်ပြတ်မှုတွေနဲ့တကယ်အပြင်ကယုတ်တိအရှိဆုံးပုံစံမျိုးနဲ့အယူ ူးနန်းဆုံးပုံစံမျိုးတွေကိုဖော်ပြတတ်တဲ့ production တစ်ခုလည်းဖြစ်ပြီးတော့နောက်ဆုံး Penguin Show ရဲ့အောင်မြင်မှုကလည်းတက်တဲ့တစ်ခုပါပဲ Penguin Show တွေကလည်းအရင် HBO ရဲ့ Legendary Soprano Show ရဲ့ vibe တွေတုံးတွေကိုပြန်လည်ယူသုံးထားခြင်းဖြစ်လို့2024ရဲ့အကောင်းဆုံး show တစ်ခုဖြစ်သွားခဲ့တာပါဒီတစ်ခါမှာလည်းကြားထားရတာက London Show ဒီ HBO ရဲ့ Another Greater Show တစ်ခုဖြစ်တဲ့ True Detective ပုံစံမျိုး vibe နဲ့တုံးမျိုးတွေကိုပြန်လည်ယူသုံးသွားမယ်ဆိုပြီးတော့လည်းကြားထားရပါတယ်ပုံအရဆိုရင် Hal Jordan ရဲ့လက်မှာ Green Lantern လက်စွပ်ကိုဝေထားခြင်းကိုတွေ့ရပြီးတော့လက်စွပ်ကကပ်မနီ ရာမျိုးယော်ဒီယော်ရဲ့ဖြစ်နေရာမျိုးကပို့ပြီးတော့ယုတ်တိရှိတယ်အသက်အရွယ်နဲ့လိုက်တယ်လို့လည်းထင်ပါတယ်ဂျွန်ကတော့လက်ကိုဖုံးထားအောင်အဲ့ဒီအချိန်မှာသူကလက်စွပ်ရပြီးနေပြီလားမရသေးဘူးလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ and notice ဒီမှာဟာဝတ်ထားတဲ့လက်စွပ်နဲ့စူပါမန်ရုပ်ရှင်တွေက green lantern ရဲ့လက်စွပ်ကမတူကြဘူးဆိုတာကိုသတိထားမိကြမှာပါဒါဒီ comic ထဲကအတိုင်းပဲဖြစ်တယ် comic ထဲမှာဆိုရင်လည်း lantern တွေရဲ့လက်စွပ်တွေကသူတို့ရဲ့အကျင့်စရိုက် personality ပေါ်မူတည်ပြီးတော့မတူညီဘဲနဲ့ရှိနေတတ်ပါတယ်ပို့ပြီးတော့ mydwa စီမှာကတော့ james gunn ကိုယ်တိုင်ပြောပြတာအရ I think grounded just like you know if green lantern lanterns were real, what the would they be and how would they be? It's a it's a grounded story that's being told through another lens and a no way that's really commensurate you know it's 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 an hbo series jody အရင် ryan reynolds ရုပ်ရှင်မှာမြင်ခဲ့ဘူးဒီလိုမျိုးအာဃာသသွားတာတွေကဘာအပြင်ဘက်ဂျိုရီစီသွားတာမျိုးတွေလို့မျက်စိရှုပ်စီမှာမျိုးတွေပါဝင်မှာမဟုတ်ဘဲね grounded ဆန်ဆန်ကဘာပေါ်မှာပဲကဘာပေါ်မှာတော့မှမြို့ငယ်လေးတစ်ခုမှာပဲဖြစ်ပွားခဲ့တဲ့လူသက်မှုတစ်ခုကိုခတ်မောင်မောင်ရှုပ်ထွေးထွေးနဲ့ရိုက်ပြမဲ့ပုံစံမျိုးဖြစ်ပါတယ်ထပ်ပြီးသူတို့ကဒီ show အတွက်ကြားရဲမှာထွက်ထားတဲ့ hbo ရဲ့ watchman series တွေက creator တွေကိုပြန်လည်ယူသုံးထားရဲဆိုပြီးတော့ကြားရတာကြောင့် jody trippy ဆန်ဆန်နန်းနန်းနေနေနဲ့ဖန်တီထားမှာကတော့အသေးကြ ာပါပဲ။ရှေ့ဆုံးမှာပြောပြခဲ့လို့နည်းနည်းချက်ကတော့သူတို့ဒီမှာဖြည့်ရှင်ရမယ်လူတက်မှုကြီးစကြဝဠာကြီးတစ်ခုလုံးကိုပျက်စီးစေမယ်အထိကြီးမားတဲ့တေဆုံခြင်းမျိုးဖြစ်တယ်။အဲဒီဇလန်ကသူစူပါမန်တွေ၊ဘတ်မန်တွေ၊ဝန်ဒါဝူမန်တွေ၊ဖလက်ရှ်တွေအကုန်လုံးကိုမိတ်ဆက်ပေးပြီးတော့မှလာမယ့်ပထမအဆုံး Justice League ရုပ်ရှင်ကြီးနဲ့တိုက်ရိုက်ချိတ်ဆက်သွားမှာဖြစ်တယ်ဆိုပြီးတော့လဲ James Gunn ကိုယ်တိုင်ကဖြေကြားထားပါသေးတယ်။ True Detective လို့ vibe မျိုးဖြစ်မယ်ဆိုတာနဲ့တင်းတော်တော်လေးကိုကျင်းနိုင်နေမိပါပြီ။ But honestly မြန်မာနိုင်ငံကလူအများစုကတော့ True Detective လို့ show မျိုးကိုကြည့်ဖို့ညံမမိနိုင်ကြတဲ့အတွက် show ကတော့လူကြီးနေမှာကအမှန်ပါ ါပဲ bad give it a try guys ထွက်လာတဲ့အခါတော့ send ကြည့်ပေးလိုက်ပါအောင် show နဲ့ပတ်သက်ပြီးတော့ update တွေတီးဖို့လို့တများရင်းနဲ့ breakdown တွေကိုလည်း channel မှာစတိုက်တင်ပေးနေပါမယ် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video တွေတက်လာတဲ့အခါ usbpn လေးခံပြီးရကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုစောင့်အောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်